မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ရုပ်ရှင်မင်းသမီးကြီး Talking You မေမင်းသမီးဒေါ်ဆန်ရှားတင်တို့ပါဝင်သရုပ်ဆောင်ရိုက်ကူးထားတဲ့ဓာယောင်လက်လက်မေဘရဲ့ရုပ်ရှင်ဇာတ်လမ်းမှာအမျိုးသမီးသူရဲကမေဘရဲ့အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါရှင်။ ူရဲကောင်းလို့ဆိုလိုက်လျင်လူတတော်များများကအမျိုးသားသူရဲကောင်းတွေကိုသာပြဲမြင်မိကြပါပါယခုပြောပြခြင်းတဲ့သူရဲကောင်းကတော့မြမသမိုင်းမှာရှာပါတဲ့အမျိုးသမီးသူရဲကောင်းမေဘရဲ့အကြောင်းပဲဖြစ်ပါတယ်မေဘရဲ့ကတော့ကုန်းမောင်ခဲနှောင်းပိုင်းကာလမှာပေါ်ပေါက်ခဲ့တဲ့အမျိုးသမီးစစ်ဘိုလ်တူဦးလေးဖြစ်ပါတယ်မေဘရဲ့ကမျက်စိကျွမ်းကျင်မှုနဲ့ဓာရီကျွမ်းကျင်မှုတို့ကြောင့်ရဇဝင်မှာနာမည်ကြီးခဲ့သူလေးဖြစ်ပါတယ်မေဘရဲ့ကဗာကြီးတော်စကိုင်းမဲလက်ထက်မှာအမှုတော်ချမ်းခဲ့တဲ့ဘိုလ်တူဦးလေးဖြစ်ပါတယ်နမ်မတော်မေနုအထင်းတော်ရဲ့ချွေးမဖြစ်သူ မဲခလုတ်အားအမရပူရမျိုးမြောက်ဖက်ကျုံထိန်မှာမျက်စီကျင်းထိုးကအနိုင်ယူခဲ့သူဖြစ်တယ်လို့လည်းအမရပူရရာဇဝင်တွေကဆိုပါတယ်။ဗာကြီးတော်မဲလက်ထက်ကမဲပရက်ကိုတောင်တမန်အင်းအရှိမြောက်တောင်အရက်မှာတည်ရှိတဲ့နေမျိုးကိုအပိုင်စားပေးခဲ့ပြီးအဲ့ဒီနေရာကိုတော့မဲပရက်ကုန်းလို့ခေါ်တွင်ခဲ့ကြပါတယ်။ဗာကြီးတော်စကိုင်းမင်းကိုညီတော်တာယာဝရီမင်းကနန်းချကအကျဲချုပ်ချထားတဲ့နေရာနဲ့နမ်းမတော်မဲနုကိုရေချကုတ်မြတ်တဲ့နေရာဟာမဲပရက်ကုန်းအနီးမှာဖြစ်တယ်လို့လည်းဆိုပါတယ်။မဲပရက်ကဗာကြီးတော်မဲလက်ထက် AD 36ခုနှစ်ကတပ်ဗိုလ်တအူဖြစ်ခဲ့ပြီးမင်းနုံမင်းလက်ထက် AD 1866ခုနှစ်အထိအနှစ်40တိတိအကြာမေဘရဲ့ရဲ့အမိကစစ်မှတ်တမ်းတွေမှာပြန်လည်ပါဝင်နေတာကိုတွေ့ရှိရပြန်ပါတယ်အဲဒါကြောင့်လဲဗာကြီးတော်မင်းလက်ထက်မေဘရဲ့နဲ့မင်းနုံမင်းလက်ထက်မေဘရဲ့တို့ကတအူတဲလားဆိုတာကိုတော့တော်တော်များများကဝေခွဲရခက်နေကြကြပါတယ်ရေနာဘုံခေနောက်မိုင်းမင်းနုံမင်းတရားကြီးလက်ထက်တက်ကရေ1228ခုနှစ် AD 1866ခုနှစ်ဩဂုတ်လမှာတော့မင်းနုံမင်းတရားကြီးနဲ့တောင်ရွှေရေးဆောင်မိဖုရားတို့ ူကမွေးဖားတယ်။ဒါတော့မြင်းကိုမင်းသားနဲ့မြင်းခုံတိုင်းမင်းသားနှစ်ပါးဟာထကြွအပုံကန်းနဲ့အရေးခင်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အတ္တီအရေးခင်မှာအင်းရှိဇန်ကနောင်မင်းသားကြီးလုတ်ကြံခံခဲ့ရပါတယ်။မြင်းကိုမြင်းခုံတိုင်းမင်းသားနှစ်ပါးရဲ့ပုံကန်းမှုမအောင်မြင်တဲ့အခါမှာတော့အောက်ပြီးအောက်ရွာကိုဆင်းပြီးနေစုံနေပြားဒေသတွေကိုထိပါလာခဲ့ပါတယ်။ကနောင်မင်းသားရဲ့သားတော်ကြီးပဒိန်ကိုရော်လေးကရွှေဘိုတို့တက်ခါလူသူစုယုံလာရပါတယ်။မင်းတော်မင်းကြီးအတွက်သားတော်ရဲ့ပုံကန်းမှုကြောင့်အခက်အခဲကြုံနေတဲ့အချိန်မှာမရပူရမျိုးမြို့ဝင်ကတော်ဟောင်းဖြစ်တဲ့ င်အသက်40ခန်းအရွယ်ရှိတဲ့မုတ်ဆိုးမှာမိနဲ့ကြီးဆိုသူကပါလက်နက်လူသူစုယုံလာရပါတယ်မိနဲ့ကြီးမှာသူ့ရဲ့လင်းယောက်ျားအမရပူရမြို့ဝင်ကိုမင်းနှုံမင်းကမတရားပြုပူးတဲ့ဆိုကစိတ်နာနေခဲ့တာဖြစ်ပါတယ်မိနဲ့ကြီးကမင်းနှုံမင်းကိုစိတ်နာရတဲ့အကြောင်းရင်းကတော့ AD 1853ခုနှစ်ပကံမင်းလက်ထက်မှာမင်းနှုံမင်းနဲ့ကနောင်မင်းသားတို့ပုံကန်တဲ့အခါမှာမိနဲ့ကြီးရဲ့လင်းယောက်ျားမြို့ဝင်ကိုမင်းနှုံမင်းနဲ့ကနောင်ညီနောင်နှစ်ပါးတို့ကမတရားပြုပူးတာကြောင့်စိတ်နာနေခဲ့တာလည်းဖြစ်ပါတယ်မိနဲ့ကြီးကမြင်းစည်းရာမှာအံအော လောက်အောင်အလွန်ကျွမ်းကျင်သူလည်းဖြစ်ပါတယ်မိနဲ့ကြီးတိုက်ပွဲဝင်တဲ့အခါမှာတက်ကိုဗဟိုပြုလို့စပင်ကိုဖားလျားချကမြင်းစီပြီးရှေ့ကထွက်လေရှိပါတယ်မင်းနုံမင်းစီရဲ့ရတနာဘုံတက်သားတက်ဘူတွေကတစ်ဖက်ရန်သူဟာမိမသားဖြစ်တဲ့အတွက်တနာရဲဆိုပြီးမတိုက်ခိုက်လို့တဲ့အတွက်ဖျို့ဖျဲနေရမကြပဲတက်တွေပြန်ဆုပ်ရလေရှိပါတယ်မိနဲ့ကြီးနဲ့ရင်ဆိုင်တိုက်ခိုက်တဲ့တက်တွေကအေးနေကြောင်းကိုမင်းနုံမင်းကြီးသိတဲ့အခါမှာတော့မန္တလေးဘက်မှာလည်းမိနဲ့ကြီးလိုမျိုးတိုက်ရိုက်ခိုက်အစွမ်းကောင်းတဲ့မေဘရက်ဆိုသူကိုဗိုလ်တင်ပြီးတိုက်ခိုက်စေပါတယ်မေဘရက်ဥဆောင် ောင်နဲ့ရတနာဘုံတပ်သားတို့ကရဲရင် တက်ကြွစွာမိနယ်ကြီးဦးဆောင်တဲ့တပ်တွေကိုရင်ဆိုင်တိုက်ခိုက်ကြပါတယ်။နောက်ဆုံးမှာတော့မင်းတော်မင်းတရားကြီးအာကိုရတဲ့မေဘရဲရဲ့ရတနာဘုံတပ်ကအနိုင်ရရှိပြီးမိနယ်ကြီးတပ်ကအရေးနိုင်ကတဆုတ်ခွာသွားရပါတော့တယ်။မေဘရဲကတပ်ရဲခိုက်ရေးစွမ်းအားကြီးတာကြောင့်နိုင်ငံတော်ပုံကန်သူတွေကိုနှိမ်နင်းနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။နောက်ပိုင်းမှာတော့မြန်မာအမျိုးသမီးသူရဲကောင်းမေဘရဲကိုရည်စူးထားတဲ့ရုပ်ထုတွေလည်းတွေ့ရှိလာရပါတယ်။ဒါနဲ့မကပဲမန္တလေးတိုင်းဒေသကြီးအမရပူရမြို့ရတနာဘုံတက္ကသိုလ်သွားရလမ်းမကြီး အနောက်ဘက်မှာတော့မေဖရက်ကိုရည်စူးပြီးတည်ထားတယ်မေဖရက်ဇေဒီလည်းတရှိပါတယ်မေဖရက်နဲ့ပတ်သက်ပြီးတော့လည်းလွတ်လည်ရေးရပြီးခင်နာမိုက်မှာတော့မေဖရက်အကြောင်းကိုရိုက်ကူးထားတယ်အရှိကပြောခဲ့သလိုပဲဓာယောင်လက်လက်မေဖရက်ရုပ်ရှင်ကိုမင်းသမီးဒေါခင်ယူမေမင်းသမီးဒေါ်ဆန်ရှားတင်တို့ကပါဝင်သရုပ်ဆောင်ရိုက်ကူးထားတာတွေလည်းရှိပါတယ်နောက်ပြီးတော့ဗြိတိရှ်နေဆက်ကိုတော်လန်သူအဖြစ်သရုပ်ဖော်ထားတဲ့ပြဿတ်တွေလည်းရှိခဲ့ပါတယ်ယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ကုံမောင်ခက်ကထင်ရှားခဲ့တဲ့အမျိုးသမီးသူရဲကောင်တအူးဖြစ်တဲ့မေဖရက်အကြောင်းကိုလက်လန်းမိ သလောက်တက်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ဖွယ်သမိုင်းကြောင်းများကိုဆက်လက်တက်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။